ဖျားစီလီတော်ကိုဖနှက်နဲ့တက်လို့လူပြောများနေရဲ့ပူတာဟုကအမျိုးသမီးဗုဒ္ဓဘာသာမြန်မာတွေရဲ့အယူအဆအရဖျားစီလီတွေရဲ့အပေါ်အထက်ကို အမျိုးသမီးတွေတက်ခွင့်မရှိပါဘူး။ဒါကဗုဒ္ဓဘာသာမယိုးဖလာအယူအဆအရမိမတွေဆိုတာကညဉ့်ညမ်းဖုံးကန်နေလေးရှိတဲ့အယူအဆတွေကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အခုရပိုင်းအင်တာနက်ပေါ်မှာအမျိုးသမီးတဦးကဖျားစီလီအပေါ်အထက်ကိုဖနှက်တောင်မချုပ်ဘဲနဲ့ရိုသေကင်းမဲစွာနဲ့တက်နေတာကိုမြင်တွေ့ရပါတယ်။ အဆိုပါမြင်ကွင်းကဗုဒ္ဓဘာသာဝင်တွေအတွက်အစိမ်းနှလုံးထိခိုက်စေရာမြင်ကွင်းမျိုးဖြစ်တာကြောင့်လေတော်တော်လေးကိုလူပြောများခဲ့ပါတယ်။ဒါကြောင့်လည်းဒီလိုမျိုးဘုရားဘော်ကိုတတ်ခဲတဲ့အမျိုးသမီးကဘဲကလဲဆိုပြီးတော့သိကျင်နေကြတာပါ။ ။ရရှိထားတဲ့သတင်းများအရတော့ဖျားစီဒီအပေါ်အထက်ထိဖက်နှက်နဲ့တက်ခဲ့တဲ့အမျိုးသမီးကတော့မနောနော်စောလို့အမည်ရပြီးတော့ကချင်လူမျိုးခရိယန်ဘာသာဝင်တဦးဖြစ်တယ်လို့သိရပါတယ်။မနောနော်စောနေထိုင်ရာအရက်ဒေတာကတော့ကချင်ပြည်နယ်ဘူတာအုံမြို့အင်စီယန်ကျေးရွာကလို့လည်းသိရပါတယ်။မနနောဇောဟာဒီလိုမျိုးဖျားစီဒီဘော်ကိုအယုဒိမဲစွာတက်နေတဲ့ဗီဒီယိုဖိုင်ကို TikTok မှာတင်ခဲ့တာဖြစ်ပါတယ်။ မန္တန်တော်စောအနေနဲ့ဒီလိုမျိုးဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထားတဲ့ဇေဒီတော်ကိုတမင်တကာရည်ရွယ်ချက်ရှိရှိအတန်းရှင်းရအောင်တင်ခဲ့ရလားဘာသာကြောင့်ခရိယံဖြစ်လို့မတိနားမလဲလို့တင်ခဲ့ရလားဆိုတာကိုတော့တိတိကျကျမသိရပါဘူးတချို့ကလည်းမန္တန်တော်စောကဆေယောကဝေဒနာရှင်ဖြစ်နေရကြောင်းတက်မိတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့နောက်ထပ်အမျိုးသမီးတဦးကလည်းရွှေတဂုံဖျားဇေဒီတော်ပေါ်မှာဖနက်နဲ့တက်လို့လူပြောများခဲ့တရားဖြစ်ပါတယ်ရှင်